မင်္ဂလာပါရှင်ဘာမခိတ္တတရင်ဌာနကနေနိုဝင်ဘာလ12ရက်နေ့စိတ်ဝင်စားဖွဲ့ထိတ်တန့်ရောက်တဲ့များကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်တရင်ကတော့ AACUC ကျုပ်ဘိုးချုပ်ထွန်းမြတ်နိုင်ရှိနေသည့်နေရာကိုဘုံကျဲပြီးတပုံမှန်သည်။အပြက်ချအမြင့်ဖြုတ်ရမည်ဟုကြံ့ဖို့ပါတီနေပြီးတော့နေမီဥက္ကဋ္ဌအမတ်လောင်ဘူးလက်လှဆွေကြွေးကြော်ရဲဆိုတဲ့တရင်ကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်အရကတက်တော် AAE COC ကျုပ်ဘိုးချုပ်ထွန်းမြတ်နိုင်ရှိနေသည့်နေရာကိုပုံကျဲပြီ တပုံမှန်သမျှအပြက်ချအမြင့်ဖြုတ်ရမည်ဖြစ်ကြောင်းကြံ့ဖို့ပါတီဤနေပြည်တော်နယ်မြေဥက္ကဋ္ဌအမတ်လောင်ဘူးလတ်လဆွေကကြွေးကြော် ပြောဆိုလိုက်ပါတယ်။နိုဝင်ဘာလ10ရက်နေ့၎င်း၏လူမှုကွန်ရက်စာမျက်နှာမှာတက်ဆင်ထို့သို့ပြောဆိုလိုက်ခြင်းဖြစ်ပြီးလက်ရှိအချိန်မှာငြိမ်းချမ်းရေးဆွေးနွေးရမည်အချိန်မဟုတ်တော့ဘဲအပြက်ချရမည်အချိန်ဖြစ်ကြောင်းတပုံမှန်သမျှအမြင့်ဖြုတ်ရတော့မည်ဖြစ်ကြောင်းငြိမ်းချမ်းရေးစကားပြောဆိုခဲ့သည့်မှာများနေပြီဖြစ်ကြောင်းလှဆွေကထို့သို့ပြောဆိုသွားခြင်းဖြစ်ပါတယ်။ကျွန်တော်ကဦးလဆွေဘူးလတ်လဆွေလို့လည်းခေါ်တယ်ကျွန်တော်က KIA မင်းတို့ ရွှေလက်နဲ့ခေါ်တော့လာရင်လာမလာလို့ရှိရင်ဘူးလက်လွတ်လိုက်ရမလားလို့လွတ်တော်မှာမေးခွန်းမေးခဲ့တဲ့ကောင်ကျွန်တော်ကလိုင်စာကိုဘုံချဲဖို့လေကျွန်တော်တိုက်တွန်းခဲ့တယ်ဒီလိုပဲဘယ်တဘုံမှမဆွေးနွေးဘူးငင်းချမ်းရေးဆွေးနွေးပွဲကျွန်တော်မထင်နေကျွန်တော်ဘယ်တော့မှမဆွေးနွေးဘူးစကားပြောတာများနေပြီများနေပြီအပြတ်ချမေးကျွန်တော်အမာလိုင်းအမာလိုင်းနဲ့မှပဲပါတယ်ကျွန်တော်ကအပြော်လိုက်မဟုတ်ဘူးအီယောအီယောနဲ့ငဖဲတိုးတိုးမဲ့ထဲမှာကျွန်တော်မပါဘူးအပြက်ချမဲ့အဖွဲထဲမှာပါတယ်လာမဲ့အေးအေးတဲ့ပုံ ထိုးမြက်နိုင်ဘယ်နာမှရှိမလဲရှိတဲ့နေရာဘုံကျဲမယ်အပြက်ချမယ်အမြင့်ဖြုံမယ်ဒါပဲလာမဆွေးနွေးနေဆွေးနွေးမဲ့အထဲမှာကျွန်တော်မပါဘူးဟုဘူလလဆွေကပြောဆိုပါတယ်ဘူလလဆွေသည်ချက်ဖို့ပါတီဘဟုကော်မတီဝင်ဖြစ်ပြီးနေပြီးတော့ကောင်စီနေမီဥက္ကဋ္ဌဖြစ်ကပုပ္ပတိတိမျိုးနဲ့ပြည်သူ့လွတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်စည်ရင်းသွင်းထားသူလည်းဖြစ်ပါတယ်ရှင်ပြင်းနေပြီးတော့စေယုံကလည်းရခိုင်ပြည်နှင့်ပလောဝမျိုးနဲ့အတွင်တည်ရှိနေနိုင်သည့်ဘိုးချုပ်ထွန်းမြတ်နိုင်ဤတီနေရနှင့် အေအေယုံဌာနချုပ်ကိုစုံစမ်းဖော်ထုတ်ရန်အော်တိုဘာလနှောင်းပိုင်းအတွင်ပြုလုပ်ခဲ့သောရခိုင်စည်ရေးဒေသဆိုင်ရာအစည်းအဝေးတွင်ညွှန်ကြားခဲ့ကြောင်းနေပြည်တော်စစ်ဘက်တရင်ရင်းမြစ်ထံမှသိရပါသည်။ဆက်လက်ပြီးဝါတအောင်မွန်လူငယ်များကစစ်တပ်ပြုလုပ်မဲ့အထူးရောင်ရွေးကောက်ပွဲကိုလုံးဝစန့်ကျင်ကန့်ကွက်မှုကြီးညာတယ်ဆိုတဲ့တဲ့င်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါသည်။ရာဇဝတ်မှုများကျူးလွန်နေတဲ့အကြမ်းဖက်စစ်ကောင်မရှင်ကနိုင်ငံတော်တည်ငြိမ်ရေးအကြောင်းပြကောင်ဒီဇင်ဘာလ28ရက်နေ့တွင်အတူရောင်ရွေးကောက်ပွဲကျင်းပရန်စီစဉ်နေမှုကိုလုံးဝဆန့်ကျင်ကန့်ကွက်ကြောင်း ဝတအောင်မွန်လူငယ်များကပူပေါင်း၍ကြီးညာချက်ထုတ်ပြန်လိုက်ပါတယ်စစ်တပ်ကသမိုင်းတလျှောက်ပြုတ်လုခဲ့သောရွေးကောက်ပွဲတိုင်းသည်၎င်းတို့၏အာဏာတည်မြဲရေးနှင့်တရားဝင်ဖြစ်အောင်ဆက်လက်ထိန်းသိမ်းနိုင်ရန်အတွက်တိုင်းဒေသအင်အားစုများအခြေခံကြောင့်စီလုံးညီညွတ်မှုပြတ်ပြားစေရေးတွေးခွဲရေးနှင့်နိုင်ငံတကာအတိုင်းဝိုင်းကိုလှည့်စားကာတရားဝင်ရရှိရေးအတွက်သာရည်ရွယ်ခဲ့ခြင်းဖြစ်ကြောင်း အကြံဖက်စစ်ကော်မရှင်ကျင်းပမယ့်အထူးရောင်ရွေးကောက်ပွဲသည်၎င်းတို့ကျူးလွန်ခဲ့သည့်စစ်ရဇဝတ်မှုများအလုံးရှောင်ရှားရန်နှင့်2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြန်လည်အသက်သွင်းရန်ရည်ရွယ်ထားပြီးမိမိတို့လိုလားတဲ့ Federal Democracy ပြည်ထောင်စုတည်ဆောက်ရေးနှင့်လုံးဝဆန့်ကျင်နေသောကြောင့်မွန်ခမအုပ်စုဘဝတအောင်မွန်လူငယ်များအနေဖြင့်လုံးဝဆန့်ကျင်ကန့်ကွက်ကြောင်းလူငယ်အဖွဲ့များကကြေညာပါသည် ထို့ကြောင့်ပြည်တွင်းပြည်ပရှိနိုင်ငံရေးပါတီများတိုင်းသက်လက်နက်ကိုင်အဖွဲ့အစည်းများအရက်ဖက်အဖွဲ့အစည်းများနဲ့နိုင်ငံရေးသမားများအလုံးအကြံဖက်စစ်ကော်မရှင်ကျင်းပမဲ့အထူးရောင်ရွေးကောက်ပွဲကိုဝင်းရံခြင်းပါဝင်ခြင်းမပြုလုပ်ကြရနှင့်ထို့သောမဟုတ်ပေဝင်းရံပါဝင်ပါက2008ဖွဲ့စည်းပုံအခြေခံဥပဒေအားဖျက်သိမ်းထားသည့်ပြည်သူတော်လှန်ရေး၏ဟီမန်ချက်နှင့်စစ်မှန်သော Federal Democracy ပြည်တော်စုတည်ဆောက်ရေးညွှန်မှန်းချက်ကိုစန့်ကျင်ရာရောက်ကြောင်းလည်းလူငယ်ဖွဲ့များကသတိပေးထားပါသည် ထို့ပြင်တရုတ်အစိုးရပါဝင်နိုင်ငံတကာအစိုးရများနိုင်ငံတကာအဖွဲ့အစည်းများနှင့်ဖိပတ်နိုင်ငံမှအိနီချင်းရင်းနှီးမြှုပ်နှံသူအလုံးသည်အကြံဖက်စစ်ကော်မရှင်မှကျင်းပမဲ့ရွေးကောက်ပွဲအားမိပညာအရပံ့ပိုးကူညီခြင်းစောင့်ကြည့်လေ့လာခြင်းပူးပေါင်းပါဝင်ခြင်းအတိမတ်ပြုခြင်းအပါအဝင်အခြားသောနိုင်ငံရေးစီးပွားရေးတန်တမာရေးအရာပံပိုးဆောင်ရွက်မှုများမလုပ်ဆောင်ကြရလေဝါတာအောင်မော်လူငယ်များကတိုက်တွန်းထားပါတယ်နိုင်ငံတကာအနေဖြင့်အကြံဖက်စစ်အာဏာရှင်ကိုတော်လှန်နေတဲ့ပြည်သူလှုပ်ရှားမှုများပြည်သူကို ကိုစားပြုသည့်တော်လန်ရေးအစုဖွဲ့များကိုအတိမတ်ပြုပြီးပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ပေးရန်တောင်းဆိုကြောင်းထုတ်ပြန်ချက်တွင်ပါရှိပါသည်။ထို့ပြင်အတိတ်သမိုင်းကိုသင်ခန်းစာယူကလက်ရှိတော်လန်ရေးအင်အားစုများအကောင့်ထဲပေါ်ဆောင်ရွက်နေသည့်ပြည်내အကောင့်ရေးမှပြည်ထောင်စုအကောင့်ရေး Fordon at Federalism ရှင်းကမှုအခြေခံမှုကိုလက်ကင်ထားပြီးကိုပိုင်ပြဋ္ဌာန်းခွင့်အပြည့်အဝရှိသည့် Federal Democracy ပြည်ထောင်စုတည်ဆောက်ရေးရှီမန်ချက်အောက်တွင်ဝါတအောင်မွန်လူငယ်များစီလုံးညီညွတ်က အကြံဖတ်စစ်တပ်အာဏာသက်ဆိုးရှည်စင်မီညီတိလုံရမျိုးကိုမဆိုစန့်ကျင်တော်လှန်သွားမည်ဖြစ်ကြောင်းလူငယ်အဖွဲ့များကကတိပြုထားပါတယ်။ဆက်လက်ပြီးခင်ဦးမျိုးနယ်တွင်စစ်တပ်ကပြည်သူများကိုလူသားတိုင်းအဖြစ်ဖမ်းဆီးပြီးစစ်ကြောင်းနှစ်ချောင်းဖြင့်စစ်ကြောင်းထို့ကလေရင်ဖြင့်ပုံကျဲနေ၍ကြေးရွာ၁၀ခုကျော်မှတောင်းနေချီသောပြည်သူများဒေလွရထွက်ပြေးနေရတဲ့ဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။ စကိုင်းတိုင်းခင်ဦးမြို့နယ်တွင်အကြံဖတ်စစ်တပ်ကပြည်သူများကိုလူသားတိုင်းအဖြစ်ဖမ်းဆီးပြီးစစ်ကြောင်းနှစ်ကြောင်းဖြင့်စစ်ကြောင်းထုတ်ကာလေရင်ဖြင့်ပုံကျဲနေ၍ကျေးရွာ၁၀ခုကျော်မှတောင်းငဲ့ချီသောပြည်သူများဘေးလွတ်ရာထွက်ပြေးနေရကြောင်းရေဦး People Different Comrade မှတာဝန်ရှိသူကိုထူးခန့်သောအမေတာကသတင်းဌာနကို ပြောကြားပါရယ်။ယနေ့နိုဝင်ဘာလ17ရက်နေ့နံနက်ပိုင်းမှစတင်ပြီးကမ်ပလူမြို့နယ်ဝက်တိုးရွာမှထွက်လာသောအင်အားတရာခန့်ပါအကြံဖတ်စစ်တပ်စစ်ကြောင်းသည်ကာဘိုးရွာအနီးရှိပြည်သူများကိုလူသားတိုင်းအဖြစ်ဖမ်းဆီးပြီး ခင်ဦးမျိုးနယ်အနောက်မြောက်ဘက်ချမ်းရှိရှာတော်ကြီးရွာကိုစစ်ကြောင်းထိုးပွင့်ရောက်စီးနှင်ပြီးတက်ဆွဲထားကြောင်းသိရပါတယ်။အလားတူရေဦးမျိုးအတွင်မှထွက်လာသောအင်အား80ကျော်ပါအကြမ်းဖက်စစ်တပ်စစ်ကြောင်းကလည်းရွှေပြည်သာနှင့်အုတ်တွင်းရွာဘက်မှနေ၍စက်လီများဖြင့်မူးမြစ်ကိုဖျက်၍ခင်ဦးမျိုးနယ်အနောက်ချမ်းရှိကားစိတ်ရွာဘက်ကိုစစ်ကြောင်းထိုးပွင့်ရောက်လာခြင်းဖြစ်ကြောင်းသိရပါတယ်။စစ်ခွေးတွေကခင်ဦးမျိုးနဲ့အနောက်မြောက်ချမ်းနဲ့အနောက်ချမ်းကရွာတွေဘက်ကိုစစ်ကြောင်းနှစ်ကြောင်းညှက်ထိုးနေတယ်။ကံပလူနယ်ဝက်တိုးရွာကနေထွက်လာတဲ့စစ်ကြောင်းကအင်အား၁၀၀လောက်ရှိတယ် ခင်ဦးနယ်ရှားတော့ရွာမှာဒဇာကန်တွေနဲ့အတူတက်ဆွဲထားတယ်လို့သိရတယ်။ရှေဦးကထွက်လာတဲ့စစ်ကြောင်းကတော့အင်အား80ကျော်တယ်။ဒီနေ့နှစ်နာရီကျော်လောက်မှာခင်ဦးအနောက်ခြံကကားစိတ်ရွာဘက်ကိုစစ်ကြောင်းထိုးနေပြီးကံဘလူနယ်ဝက်တိုးကထွက်လာတဲ့စစ်ကြောင်းကကာဘိုးရွာအနီးမှာရှိတဲ့ပြည်သူတွေကိုဖမ်းဆီးခေါ်သွားတယ်လို့သိရတယ်။ဒဇာကန်ပြည်သူတွေအနေနဲ့ခင်ဦးနယ်အနောက်မြောက်ခြံကရှားတော့ရွာမှာတက်ဆွဲထားတယ်။နောက်ပြီးရှားတော့ရွာတွေကပြည်သူလေးဦးလောက်လေးထပ်ပြီးတော့ဖမ်းမိထားတယ်လို့သိရတယ်ဟု ရှေးဦးပြည်ပ different comrade မှာတာဝန်ရှိသူကိုထူးခန့်စော်အမိသားကပြောဆိုပါရယ်လက်ရှိချိန်တွင်အကြံဖတ်စစ်တပ်စစ်ကြောင်းကြောင့်ကံဘလူမျိုးနယ်ခင်ဦးမျိုးနယ်နှင့်ရှေးဦးမျိုးနယ်အဆက်ရှိအင်တိုင်းလေးရွာကားစိတ်ရွာမုံလာရွာရှာတော့ရွာနှင့်ငါးယုံကြီးရွာအပါဝင်ကြီးရွာပေါင်းစိတ်ရွာကျော်မှပြည်သူများထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရပါရယ်ထို့ပြင်အကြံဖတ်စစ်တပ်ကလည်းခင်ဦးမျိုးနယ်အရှိတ်ချမ်းရှိကြီးရွာမျိုးကိုလည်း jet fighter ဖြင့်ယနေ့နေ့ပိုင်းတွင်လေကြောင်းတိုက်ခိုက်မှုပြုလုပ်သွားကြောင်း ရမန်နီညာပိုင်းကလည်းခင်ဦးအရှိချမ်းရှိခြေရွာများကိုဘုံကျဲတက်ခိုက်သွားပြီးအသက်22နှစ်အရွယ်အမျိုးသမီးတအူးသေဆုံးခဲ့ရကြောင်းသိရပါတယ်။ဆက်လက်ပြီးဘူးတလင်စည်းတော်ရွာမှစစ်တပ်စစ်ကြောင်းဆုတ်ခွာပြီးနောက်နေမင်းရှင်းလင်းရေးပြုလုပ်စဉ်စေတုံးဆောင်ပစ္စည်းများတင်စီရရှိစစ်ကြောင်းကမုံရွာဘက်ကိုသွားရောက်ပူပေါင်းပြီးတဲကြီးကုန်းရွာကိုမီးရှို့ဖျက်ဆီးတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ စကိုင်းတိုင်းဘူးတလင်မြို့နယ်ဇီရောရွာမှာအကြံဖက်စစ်တပ်စစ်ကြောင်းဆုတ်ခွာပြီးနောက်နေပြည်တော်ရှင်းလင်းရေးပြုလုပ်စဉ်စစ်တုံးဆောင်ပစ္စည်းများတင်စီရရှိကရင်းစစ်ကြောင်းကမုံရွာဘက်ကိုသွားရောက်ပူပေါင်းပြီးတဲကြီးကုန်းရွာကိုမိရှုဖျက်ဆီးနေကြောင်းမုံရွာခရိုင်ပြည်သူ့ကော်မတီအဖွဲ့ပကဖာမှတာဝန်ရှိသူတို့ကသတင်းဌာနကိုပြောကြားပါတယ်။နိုဝင်ဘာ၁ရက်နေ့တွင်မုံရွာမြို့နယ်နာမခါမှထွက်လာသောအကြံဖက်စစ်တပ်စစ်ကြောင်းသည်ဘူးတလင်မြို့နယ်ဇီရောရွာ၌အခြေပြုတက်ဆွဲထားက နိုဝင်ဘာလ10ရက်နေ့နနက်အစောပိုင်းတွင်ခြေရွာအတွင်မှပြန်လည်ဆုတ်ခွာသွားကြောင်းသိရပါသည်။ထို့သောစစ်တပ်စစ်ကြောင်းပြန်လည်ဆုတ်ခွာသွားပြီးနောက်မုံရွာခရိုင်ပြည်သူ့ကောက်ွက်ရေးအဖွဲ့ပကပဤစီမံခန့်ခွဲမှုဖြင့်မုံရွာခရိုင်ပြည်သူ့ကောက်ွက်ရေးအဖွဲ့ပကပဤအထူးတိုက်ခိုက်ရေးလယုံတပ်ဖွဲ့ Children Brother မှဦးဆောင်ရေးမုံရွာခရိုင်အမှတ်စက်လေးတပ်ရင်း Foodlin Different Phone Federal Democratic Phone Farmer Army ဖိုလက်ကောက်အဖွဲ့ SRF LPDF တောင်းပြောက်ကြအဖွဲ့အုတ်ကြီးနယ်အဖွဲ့နင်းချအဖွဲ့တို့က ဇီရော့ရွာအတွင်နေမြေရှင်းလင်းရေးလှုပ်ဆောင်ခဲ့ကြောင်းသိရပါတယ်။ရှင်းတို့နေမြေရှင်းလင်းရေးပြုလုပ်စဉ်အစံဖက်စစ်သားများကြန့်ရှိခဲ့သောအသုံးဆောင်ပစ္စည်းများတင်စီရရှိကမိရှုရှင်းလင်းခဲ့ကြောင်းသိရပါတယ်။ထိုစီရောရွာမှထွက်ခွာလာသောစစ်ကြောင်းသည်မုံရွာမြို့နယ်တွင်ရှိအကြံဖတ်စစ်တပ်စစ်ကြောင်းနှင့်တွားရောက်ပူးပေါင်းကာအင်းအား200ခန့်ဖြင့်ယနေ့နိုဝင်ဘာလ17ရက်နေ့မွန်လွဲပိုင်းတွင်တဲကြီးကုန်းရွာကိုဝင်ရောက်စီးနှင်မိရှို့နေခြင်းဖြစ်ကြောင်းသိရပါသည်။အဲဒီစစ်ကြောင်းကနာမခရဲပြောင်းဝင်သွားတာမဟုတ်လောက်ဘူး။မနေ့ကဒေါ်လန်ရီတပ်ဖွဲ့တွင်နေ တိုက်ပွဲဖြစ်ပြီးပါရာမော်တာနှစ်စီးနဲ့လေးချောင်းတိုက်ခိုက်မှု၄ချိန်နဲ့လေးချောင်းစစ်ကူပေးခဲ့တဲ့ထိတွေ့တိုက်ပွဲဖြစ်တဲ့မုံရွာမြို့နယ်ကစစ်ခွေးစစ်ကြောင်းစီကိုပူးပေါင်းသွားနိုင်ပါတယ်။မုံရွာဘက်ကစစ်ခွေးတွေကိုတွားရောက်ပူးပေါင်းပြီးတဲကြီးကုန်းကြီးရွာကပြည်သူပိုင်နေအိမ်တွေကိုစစ်ခွေးတွေကမီးတင်ရှို့နေကြတယ်။ကြောက်စစ်ပေါ်အမြောက်တပ်ထဲကိုဝင်သွားတာလည်းမဟုတ်ပြန်ဘူး။ခွေးတွေစုပ်ခွာရလမ်းကြောင်းကနာမခအေရိယာဖြစ်နေတော့ကျွန်တော်တို့ကရန်သူနေမြေထဲမှာဝင်ပြီးတရင်ယူဖို့ကအင်မတန်ခက်ခဲတယ်။ ခင်းချောက်ချုံလှုပ်ပို့ကြပြန်တော့လေရန်သူချမ်းမာတွေကအားကောင်းတော့ဖြက်ဖြက်ကြနေလို့လူနဲ့ပဲကင်းထောက်တော့တာမို့ရန်သူစုတ်ခွာရလမ်းကြောင်းအတိအကျကိုအရင်တုန်းကလည်းအတိအကျမသိရတော့ပဲခံမှန်းပြောနေရတာမဟုတ်ပါဘူးမုံရခရိုင်ပြည်သူ့ကော်မတီအဖွဲ့ပကဖမှတာဝန်ရှိသူတို့ကပြောဆိုပါတယ်